ီးပွားရေးလုပ်ငန်းအသေးလေးတစ်ခုကိုစတင်လှုပ်ဆောင်တော့မယ်ဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့လုပ်ရမလဲဘာတွေလိုအပ်လဲဆိုပြီးတော့မေးထားကြတဲ့အရာလေးတွေအတွက်ပန်းစုဒီဗီဒီယိုထဲမှာ ကိုကအသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုကိုစတင်တော့မယ်ဆိုလို့ရှိရင်အဓိကလိုအပ်တဲ့အကြောင်းအရာလေး၃ခုကိုပြောပြချင်တယ်ပထမဆုံးနံပါတ်၁အချက်သည်ဈေးကွက်လိုအပ်ချက်ကိုအရင်ရှာရမှာဖြစ်တယ်ဈေးကွက်လိုအပ်ချက်ဆိုတာကတော့ကိုယ့်ရဲ့ထုတ်ကုန်သို့မဟုတ်ဝန်ဆောင်မှုကိုဝယ်ယူစားသုံးမယ်ဖောက်တဲ့အုပ်စု customer အုပ်စုကိုအရင်ဦးဆုံးရှာဖွေရမှာဖြစ်တယ်ပေါ့နော်ဒီအုပ်စုကိုကိုသိပြီဆိုလို့ရှိရင်ပန်းစုရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုဘယ်လိုပေးဆောင်ရမလဲဆိုတာကိုသိတယ်ပေါ့အဲ့တော့ဒီဝယ်သူအုပ်စုတွေရဲ့လိုအပ်ချက်ကဘာလဲသူတို့ရဲ့ပြဿနာကဘာလဲအဓိကကတော့သူတို့ရဲ့ပြဿနာကိုရှင်းပေးနိုင်ရမယ့်အရာ ဖြစ်ရမယ်ပေါ့ကိုရောင်းမဲ့အရာတွေပေါ့နော်ဒါလေးကအရေးကြီးပါတယ်နောက်တစ်ခုကကိုလုံးမဲ့လုပ်ငန်းမှာဈေးကွက်ထဲမှာပေါ့နော်ကိုလုံးမဲ့ကိုရောင်းမဲ့ထုတ်ကုန်ပဲဖြစ်ဖြစ်ကိုလုံးမဲ့ဝန်ဆောင်မှုပဲဖြစ်ဖြစ်အဲ့ဒီအရာဒီဘလောက်အထိကျေပြန့်ထားပြီးပြီလဲဒါကိုလည်းဒီ market research အနေနဲ့လုပ်ဆောင်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်မှာမှကိုကမတူကွဲပြားတဲ့အရာတွေကိုဘာတွေလုပ်ဆောင်မယ်ဆိုတဲ့ idea လေးထွက်လာမှာဖြစ်တယ်ဒုတိယအချက်အနေနဲ့ လုပ်ငန်းသားရဲ့အသက်သွေးကြောဖြစ်တဲ့မရှိမဖြစ်လို့ကိုလိုအပ်တဲ့အရာရိုးရှင်းတဲ့ငွေကြေးစီမံခန့်ခွဲမှုဖြစ်ပါတယ်။စားစာကျန်လုပ်ငန်းတိတိလေးမှဆိုလို့ရှိရင်ငွေကြေးစီမံခန့်ခွဲမှုမလိုသေးပါဘူးဆိုပြီးထားလိုက်တဲ့အတွက်ကြောင့်လုပ်ငန်းတွေတော်တော်များများကမကြခင်မှာပဲဆုံးရှုံးရတာမျိုးတွေရက်လိုက်ရတာမျိုးတွေဖြစ်တယ်ပေါ့အဓိကကတော့စည်ရင်းမနိုင်လို့ဆိုတာမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့ထိရောက်တဲ့ရိုးရှင်းတဲ့ငွေကြေးစီမံခန့်ခွဲမှုမှာဆိုလို့ရှိရင်အချက်ကလေး၃ချက်ကိုဦးတည်ပြီးတော့ပြောသွားမယ်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ကနေဦးလှုပ်ဆောင်ရမယ်အရင်အနည်းတွေကုန်ကြမဲ့ငွေကြေးစိတ်တွေကိုတွက်ချရမှာဖြစ်တယ် နောက်တစ်ခုကကြတော့လစဉ်အသုံးစရိတ်တွေနဲ့အမျက်အစွန်းကိုတည်တည်ချာချာတွက်ချက်ရမှာဖြစ်တယ်အဲ့ဒီနေရာမှာလည်းအဲမတိလိုက်မတိပါတာလည်းပေါ့နော်မေးလျော့ပြီးမှားယွင်းတာတွေဖြစ်တဲ့အခါမှာဂျိုးပေါက်တွေများပြီးတော့ဒီလုပ်ငန်းတစ်ခုကမအောင်မြင်ဘူးဖြစ်တတ်တယ်။ဒါကြောင့်အသုံးစိမ့်တဲ့အမျက်စွန်းစရိတ်ကိုတေချာတွက်ချက်ရမှာဖြစ်တယ်။နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့အရေးပေါ်စီမံချက်ပေါ့နော်အရေးပေါ်ငွေကြေးစီမံချက်တစ်ခုကလည်းထားရှိရမှာဖြစ်တယ်ပေါ့ဒီသုံးချက်ကိုမဖြစ်မနေလှုံ့ဆော်ဖို့လိုတယ်။တတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ ။တန်စုတို့ဒီခေတ်နဲ့စနစ်ကိုလိုက်ပြီးတော့လှုပ်ဆောင်ရမယ်။ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ digital နည်းပညာတွေ AI တွေကိုအသုံးမပြုလို့မရတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပေါ်မှာမူတည်ပြီးတော့တန်စုရဲ့ဈေးကွက်တွေကိုချက်တွင်ရမယ်။ကိုယ့်ရဲ့ brand ကိုပေါင်းမြောက်အောင်ပေါ့နော်ဒီဘွားနေလှုပ်ဆောင်ရမှာဖြစ်တယ်ပေါ့။အဲ့တော့ဒီနေ့ဒီအချိန်ထိကိုပဲဒီ digital ကိုပေါ်ပေါ်များများသုံးလာတဲ့အချိန်မှာလူတိုင်း digital ပေါ်မှာစီးပွားရေးနဲ့လှုပ်လာတဲ့အချိန်မှာတော့မှပဲတချို့တွေဆိုလို့ရှိရင်ဒါမလှုပ်တတ်သေးတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်။ဒါတွေကကိုယ့်ကိုနောက်ကျစေတယ်။ကိုယ့်ရဲ့လုပ်ငန်းတွေကိုနှောင့်နှေးကြံ့ကြာစေမှာဖြစ်တယ်ပေါ့နော်။ တော့ပန်းစလို့တွေကဒီခစ်ပေါ်မှာမူတည်ပြီးတော့ကိုရီသည်ဘာတွေကိုတိထားရမယ်ဘာတွေကိုတတ်ထားရမယ်ဆိုတာကိုသိရမယ်ပန်းစလို့လေအရင်တော့ခစ်တွေဆိုလို့ရှိရင်ဒါဖုန်းတွေမပေါ်ခင်ကတယောက်နဲ့တယောက်ဆက်သွယ်တဲ့အခါစာတွေပို့ပြီးတော့ဆက်သွယ်ကြတာမျိုးတွေဒါမျိုးတွေဖြစ်တယ်ပေါ့အဲ့ဒီကနေဖုန်းတွေပေါ်လာတဲ့အခါမှာအစမ်းကိုလွဲကူသွားတယ်ဒီလိုမျိုးပဲဟိုအဝိရှော်ဆက်တွေမပေါ်ခင်ကာလာဆိုလဲလူတွေပင်ပန်းရတယ်ပေါ့အဝိရှော်ဆက်တွေပေါ်လာတဲ့အခါမှာဘလောက်တောင်တက်တာလဲပေါ့နော်ဒီနီးပညာတွေနီးစနစ်တွေတိုးမြင့်လာတယ်ဆိုတာအလကားမဟုတ်ဘူးလူတွေကိုအချိန်ကုန်တက်တာအောင်လို့နောက်တစ်ခါလူတွေရဲ့ခွန်အားကိုတက်တာအောင်လို့ ုမြန်ဆန်အောင်လုပ်လုပ်ပေးလာတဲ့အရာတွေပေါ့နော်အဲ့တော့ပန်းစိုးတွေကိုလမ်းလျှောက်သွားနေတဲ့လူခရီးရောက်မှုနဲ့စပိန်နဲ့သွားတဲ့သူခရီးရောက်မှုနဲ့ကားနဲ့သွားတဲ့သူခရီးရောက်မှုနဲ့အတူမှာကိုမဟုတ်ဘူးဒါကြောင့်မလို့ဒီ digital kit မှာကအာကိုမသိပါဘူးဆိုတဲ့အရာတွေဆိုလို့ရှိရင်ကိုကငင်းပယ်ထားလို့မရဘူးပေါ့နော် Viber နဲ့လုံးဝမဲ့အရာဆိုလို့ရှိရင်ကိုက Viber ကိုတုံးတက်အောင်လေ့ကျင့်ထားရမယ် Telegram တုံးဝမဲ့အရာဆို Telegram ကိုတုံးတက်အောင်ကိုလေ့လာထားရမယ် Facebook တွေနဲ့သွားရမယ့်အရာ Messenger တွေနဲ့သွားရမယ့်အရာဆိုလဲဒီအရာတွေကိုတုံးတက်အောင်လေ့လာထားရမှာပဲဟုတ်တယ်မလားဒီခေတ်မှာနေတယ်ဆိုလို့ရှိရင်ဒီ ီဘက်ခင်းနဲ့တင့်လျော်တဲ့နေထိုင်မှုပုံစံတွေကိုပန်းစိုးကပြောင်းလဲတင်ယူပြီးတော့တော့လှုပ်ဆောင်ရမှာဖြစ်တယ်။အဲ့တော့ဒါမလှုပ်တတ်ပါဘူး၊ကိုယ်ကမလှုပ်တတ်ပါဘူး။ကျွန်တော်တို့ကဘာမှမသိပါဘူး။အဲ့လိုပုံစံမျိုးနဲ့ကိုယ့်ကိုယ်ကိုပိတ်ထားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အခွင့်အရေးတွေနဲ့ ကိုယ့်ရဲ့တိုးတက်မှုတွေလည်းဆုံးရှုံးမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လေးလာတဲ့လေးလာထိုက်တဲ့ဟာတွေကလည်းလေးလာဖို့လိုတဲ့အရာအားလုံးကိုခက်ခဲပါတယ်ဆိုတော့ကိုယ့်ရဲ့အတွေ့တစ်ခုတည်းနဲ့ပိတ်မထားဖို့လိုတယ်ဆိုတာလေးကိုတော့ပြတ်ပြချင်ပါတယ်ကဲဒါဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းသေးလေးတစ်ခုကိုစတင်လှုပ်ဆောင်မယ်သူတွေအတွင်းနဲ့အဲဆိုအဓိကပြောသွားတဲ့ဒီချက်၃ချက်ကနေစတင်ပြီးတော့လှုပ်ဆောင်ဖို့လိုတယ် ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့လုပ်ငန်းတစ်ခုစတင်တယ်ဆိုလို့ရှိရင်တော့စွဲမြဲမှုစွဲရှိမှုနောက်ကပြင်ဆင်မှုနဲ့ customer ရဲ့လိုအပ်ချက်ကိုအမြဲနားထောင်ပြီးတော့ဖြည့်ဆည်းနေမှုဒါကတော့အရေးကြီးတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်နော်။တွေးကြလေးတစ်ခုရမယ်ဆိုရင် yes လို့မှတ်ပေးခဲ့ပါ။ကျေးဇူးအများကြီးတင်ပါတယ်။ပန်းစုကတော့ life coach and trainer တယောက်ပဲဖြစ်ပါတယ်။ subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပြန်ကျွန်တော်ဒီ